င်္ဂလာပါရှင်အခုဖတ်ပြမှာကတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့မာနဆိုတာမရှိမကောင်းရှိမကောင်းဆိုတဲ့ဆောင်းပါးတို့လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင် ရှင် မာနဆိုတာမရှိမကောင်းရှိမကောင်းတကယ်တော့ကျွန်တော်တို့တွေကိုယ့်ဘဝကိုမြင်မာတိုးတက်အောင် သူများအောင်မကြအောင်ကြိုးစားကြတယ်တချို့လူရက်တွေလှုပ်ချင်ပါလျက်နဲ့မလှုပ်ဘဲနေကြတယ်ထိန်းသိမ်းကြတယ်ဆိုတာမာနရှိလို့လဲပါပါတယ်ကိုယ့်ကိုယ်ကိုချစ်တယ်ကိုယ့်ကိုယ်ကိုလေးစားတယ်လို့ပြောလို့လည်းရတယ်သူများအနှင်ခံဘဝရောက်မှစောက်တယ်လူရန်းစိတ်မနေနိုင်မှဆိုးတယ်ကိုကြောင့်ကိုချစ်တဲ့သူတွေတင်ငယ်ရမှာညနာငယ်ရမှာစိတ်ပူတယ်ဒီအတွက် အလုပ်တွေပညာတွေစူးစမ်းကြတယ်ရှာဖွေကြတယ်စူးစောင်းကြတယ်အသက်ကြီးလာတာနဲ့အမျှငွေကြေးပညာအတွေ့အကြုံအဆင့်အတန်းအကောင်လုံးမှာပါလိုက်ပြီးမြင့်တက်လာခြင်း ਨੇ ဒါတွေဟာကိုယ့်အတွက်အကာအကွယ်လည်းဖြစ်တယ်ဒိုင်းတစ်ခုလိုပဲဘယ်ကနေကာကွယ်ပေးတာလဲဆိုတော့မပတ်သက်ခြင်းတဲ့သူတွေနဲ့ပတ်သက်စရာမလိုအောင်ငွေမျက်နှာအတွက်နဲ့မလောက်ခြင်းတဲ့အလုပ်တွေမလုပ်ရအောင်ဘသူ့ကိုမှအောက်မကျဒူးမထောက်ရအောင်ကာကွယ်ပေးတာဖြစ်တယ် ျွန်တော်အဖေစီကနေရခဲ့တဲ့ဘဝတက်တနာပဲဆိုပါတော့ဒါကြောင့်အလौဆလုပ်ကလေးကပတ်စံဆိုတယ်ကိုရောမိသားစုကိုပါမချမ်းသာတောင်ပြပြစုံစုံနဲ့လူတန်းစီနေနိုင်အောင်ကြိုးစားခဲ့တယ်တချို့လဲပတ်စံရှိပါလျက်နဲ့ယာရုအာနာရှိတဲ့သူတွေရှိခက်လွယ်လွယ်ဒူးထောက်ကြတာပါပဲကိုတွေကတော့ဘေးကကြည်ရင်နှမျောတယ်သူတို့အစားရှက်လဲရှက်တယ်ပျောက်သွားရင် ပြန်ရှာဖို့သိခက်တဲ့ self esteem ကိုပိုင်ဆိုင်ပြီးလဲအကြောင်းအမျိုးမျိုးကြောင့် ပြက်စင်းလွယ်တဲ့ငွေကြေးအတွက်နဲ့လဲရကြတာလဲနိုင်ကြတာအဲ့ဒီလိုပဲတစ္ဆာရှိရတို့သူတပားကိုအပုံမချဘူးမယုံမှဘူးလို့ဆိုတာမှလည်းမာနကအရေးကြီးတဲ့နေရာက ပါဝင်တယ်မလုတ်ချင်လို့မလုတ်တာမဟုတ်ဘူးကိုကိုကိုအဲ့ဒီလိုပုံရိပ်တွေနဲ့တွဲမမြင်ချင်လို့သူတပားတရေကွက်ထဲပက်လက်မျောရမယ်ဘဝမျိုးမဖြစ်စေချင်လို့ဒါကြောင့်မာနဟာရှိတဲ့တလောက်တော့ရှိဖို့လိုတယ်မဟုတ်ရင်ဘဝကဆုတ်ပြတ်သက်သွားလိမ့်မယ်တစ်ဖက်မှာလည်း ဘယ်အရာမဆိုအဆုံးမရောက်တာကောင်းတယ်ဆိုတဲ့အတိုင်းလုံမသွားဖို့အရေးကြီးတယ်။ပထမဆုံးအချက် မာနကြီးတဲ့သူဟာတင်ယူမှုမှာပြဿနာရှိတယ်။တရားဟောရလဲခက်တယ်၊စုံမရလဲခက်တယ်၊ဝေဖန်ထောက်ပြရလဲခက်တယ်။ဘာလို့ဆိုတော့ငါမငါငါတိငါတက်ဖြစ်နေတာကိုဘယ်ပညာရမဆိုအဆုံးစွန်ထိတက်မြောက်ကျွမ်းကျင်သွားတယ်ဆိုတာမရှိဘူး။ခေတ်ကလည်းအမြဲပြောင်းလဲနေတာ။ပညာရနယ်ပယ်တွေကလည်းအသည့်အစံတွေအမြဲထွက်ပေါ်နေတာ။ ကိုကဒီတစ်ခုကိုတောင်ကျွမ်းကျင်နေအောင်တော့နောက်တစ်ခုမှာတငယ်နဲ့စာဖြစ်စဉ်ဖြစ်နေမှာဒါကြောင့်ဖွင့်ထားတဲ့စိတ်ဟာအရေးကြီးတယ်ဘသူစီကမဆိုတင်ယူလို့ရတယ်တင်ယူတင်တယ်ဆိုတဲ့စိတ်အခံရှိဖို့လိုတယ်အထူးသဖြင့်ခုလိုခက်ကြီးမှာပဲငါကဘာကောင်ကြီးဆိုတဲ့မှန်ကိုမချနိုင်ရင် ကိုဘာကောင်မှမဟုတ်ဘူးလို့ထင်ထားတဲ့သူတွေရဲ့ကြော်တက်ခြင်းကိုခံသွားရလိမ့်မယ်နောက်တစ်ချက်ကမြစ်တာတုံမှာပါတယ်မမာနာထောင်လာသူမဖြစ်ရဘူးတဲ့ ေတ္တာတော်ရရှိပိုက်တွေကမေတ္တာထားဖို့လိုအပ်တဲ့အခြေခံစိတ်နေစိတ်ထားတွေကိုဟောထားတာအဲ့ဒီတော့မာနကြီးပြီးထောင်လာတဲ့သူဟာမေတ္တာထားဖို့မလွယ်ဘူးကို့အိမ်ကအိမ်အကူဆို မတူတယ်လို့မတန်တယ်လို့ဆက်ဆံမယ်အလောက်ခွင်ကလက်အောက်ဝန်ထမ်းကိုနှိမ်မယ်နှိမ်လို့ရတဲ့သူကိုနိုင်မယ်သူကိုယ်တိုင်လည်းမအေးချမ်းဘူးထစ်ကလေးဆိုတာနဲ့ဒေါသတွေထွက်ပြီးပူလောင်နေရမယ်တတရားတစ်ချက်ကမမာနကြီးသူဟာမနာလို့စိတ်လည်းများတယ် ဒီအဆက်ဆက်ကိုမနာလိုစိတ်အကြောင်းဆောင်းပါးတွေမှာထည့်ရေးမှုတယ်။မမာနာကြီးရဲ့အတွက်အောင်မြင်လိုစိတ်မြင်ပါတယ်။သူ့သားနံပါတ်၁ဖြစ်လို့တယ်။ဖြစ်အောင်လဲကြိုးစားတယ်။ဒီအထိကပြဿနာမရှိဘူး။ဒါပေမဲ့သူ့ထက်တော်တဲ့သူပေါ်လာတဲ့အခါလက်မခံနိုင်တော့ဘူး။နေရာမပေးနိုင်တော့ဘူး။မနာလိုစိတ်တွေဖြစ်လာတယ်။အပြောမှအလုံမှတွေဖြစ်လာပြီးသူတစ်ပါးပျက်စီးရပျက်စီးကြောင်းကိုကြံမိတတ်တယ်။အဲ့ဒီလိုလူတွေကို စာအုပ်တွေရုပ်ရှင်တွေတွေမကလက်တွေ့ဘဝမှာပါမြင်မှုတယ်စိတ်ဆိုးစိတ်ယုတ်ရှိလာတဲ့သူမဟုတ်ဘူးနောက်မှသူ့ရဲ့ကြဆင်းမှုကိုလက်မခံနိုင်တဲ့အခါမမာနာကိုထိပါလာတဲ့အခါမနာလိုစိတ်တွေများလာပြီးအဲ့ဒီမနာလိုစိတ်တွေကပဲသူ့ကိုအောက်ဆွဲချသွားတာဖြစ်ပါတယ်တကယ်တော့သူတယောက်တည်းတွေမဟုတ်ဘူးသူရှိနေတဲ့ပတ်ဝန်းကျင် သူရှိနေတဲ့အဖွဲ့အစည်းကိုပါထိခိုက်သွားစေတာနောက်ဆုံးတစ်ချက်ကတော့မမာနာကြီးတဲ့သူဟာ အကြပူနာတတ်တယ်ဆိုတာပဲလောကရန်တရားအကောင်လေးပါနဲ့ကြုံရခြင်းထောင်လွားမောက်မှာကတော့အဲ့ဒါတွေမရှိတော့ဘူးဆိုတဲ့အခါဒုက္ခရောက်ရော သူထောင်လွားခဲ့သမျှပုံရိပ်တွေက အတွေ့အကြုံအရေးတွေလို့ပြန်ပေါ်လာတာသူတစ်ပါးကိုနင်းနေနာနာ ပြောခဲ့မိသမျှစကားတွေကြွားဝါခဲ့မိတာတွေက နားရဲအဖန်ဖန်အထက်ထက်ပြန်ချားနေရတော့တာဘယ်သူတွေကတော့ငါ့ကိုဘလို့လောင်နေပြီငါ့ကိုဘလို့ပြည့်ရဲ့ပြုတ်နေကြပြီစသဖြင့်သူ့ဟာသူတွေတွေးထင်နေတော့တာ တကယ်တမ်းဟုတ်ချင်းမဟုတ်မယ်တက်ခဲ့သမျှမန်တွေကပဲသူ့စိတ်ကိုဒုက္ခပြန်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်လူရာထပ်ပုံနေတဲ့မမနာဟာတပားသူတွေကိုခဏထအောင်ကာယကံရှင်ကိုယ်တိုင်ကိုဒုက္ခပေးတတ်တယ်ဆိုတာလေးအမြဲတမ်းချက်စီခြင်းပါတယ်မရှိမကောင်းရှိမကောင်းဆိုတာအဲ့ဒါပြောတာပါ မရှိရင်လဲဘဝကနှိမ့်ကြတတ်တယ်ငွေရှိအောင်တော့လူလေးစားခံရတဲ့ဘဝမျိုးကိုပြန်မရနိုင်ဘူးလုံကဲနေပြန်ရင်လဲ ကိုယ်စိတ်ကိုအကြီးအကျယ်ဒုက္ခပြန်ပေးတယ်။ဒေါသတွေမနာလိုစိတ်တွေပူလောင်မှုတွေနဲ့အမြဲရှင်တွဲနေရလိမ့်မယ်။တင်းတင်းရောက်ပတ်တဲ့အနေအထားလောက်မှာထိမ့်သိမ်းထားနိုင်ဖို့လိုပါတယ်။အဲ့ဒီအစွန်းတစ်ဖက်ကိုရှင်ကြည့်လိုက်ရင်တကူစားအမြင်အရလွန်ကဲနေတာကမှပြန်လျှော့ရတာလွယ်သေးတယ်။မမာနမရှိတဲ့သူကိုရှိအောင်ထားရကောင်းမှန်သိလအောင်လုပ်ဖို့ကပိုခတ်မလားပဲ။ဘာလို့ဆိုတော့ Safra Spanish ဆိုင်တဲ့ကိစ္စဖြစ်သွားတာကို ငငယ်ကလေးကမိဘအုပ်ထိန်သူတွေရဲ့ဆက်ဆံမှုပြိုးထောင်ပုံသွင်းမှုရှေ့ဆောင်လမ်းပြမှု ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်ဖတ်မှတ်ခဲ့တဲ့စာရင်းတွေ့ကြုံခဲ့ရတဲ့လူပုဂ္ဂိုလ်တွေဒါတွေနဲ့လည်းဆိုင်ပါသေးတယ်မိဘကိုယ်တိုင်ကလည်းငွေရှိသူအာဏာရှိသူဆို ဖားရအောက်ကျနေမယ်ဒါကိုဂုံတစ်ခုလိုသဘောထားနေခဲ့မယ်ဆိုဒီကလေးကြီးပြင်းလာတဲ့အခါမှာလည်းဒါကိုရှက်ရကောင်းမှသိမှာမဟုတ်ဘူးကိုကိုကိုလေးစားမှုဆိုတာ လူတစ်ယောက်ရဲ့အစဉ်မြင်လိုအင်တစ်ခုပဲဖြစ်တာမို့ဘသူမဆိုလိုအပ်ပါရဲ့အာဇာနာကြခံအာနာရှိသူနဲ့ကပောင်းမဟုတ်တဲ့နည်းတွေနဲ့ငွေချမ်းသာလာပေမဲ့ self esteem needs ကလိုနေရောတမအာဇီဝကြကြစူးစမ်းရှာဖွေလာသူတွေနဲ့အဲ့ဒီတစ်ချက်မှာကွာခြားတယ်ဒီတော့ကိုယ့်ထက်နိုင်ပါသူတွေကိုလည်းတွေ့ရောဖိနှိပ်တော့တာပဲအနိုင်ကျင့်တော့တာပဲဒါကြောင့်အထက်ပါနဲ့အောက်ပိကအမြဲတွဲလျက်ဖြစ်ပါတယ် ဘယ်တော့မှတခုတည်းမလာဘူးအထက်ကိုဖားခဲ့ရလို့ပျောက်သွားတဲ့ဂုံတိတ်ခါကိုအောက်ကိုပြန်ဖြင်းရင်ပဲရှာကြရတာမို့ပါမဟုတ်တဲ့နည်းနဲ့ချမ်းသာလာသူတွေကိုယ့်ပုံဝင်ခြင်းမှရှိရင်တတိထားကြည့်ကြည့်ပါအင်မတန်ခက်ထန်မောက်မာတာကိုတွေ့ကြရပါလိမ့်မယ်လူအောက်ကျိုးလို့မသိဘူးဆိုပေမဲ့အဲ့ဒါမျိုးကပညာသင်ယူတဲ့အခါလောက်သာကောင်းတာပါငွေမျက်နှာအတွက်နဲ့ခက်လွယ်လွယ်တူထောက်ဖို့မဟုတ်ပါဘူးအောက်ကြောင်အောင်ကြမဖြစ်ချင်ဘူးဆိုတဲ့မာနနဲ့ငွေရှာပါငွေရဖို့အတွက် ကို့မာနာကိုလဲလဲစည်းလေးလိုက်ရတာမျိုးတော့ဘယ်တော့မှအဖြစ်မခံပါနဲ့ဒေါက်တာဖြိုတီဟာနှစ်ရက်နှစ်လ2025အခုဖတ်ပြသွားတဲ့ဆောင်းပါးတို့လေးကိုအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်အေးချမ်းပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတစ်ရက်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတာအပ်ပါတယ်ရှင်ကျွန်မကတော့စာဖတ်သူဝိုင်းပါ